ရခိုင်ပြည်နယ်မှာဗုဒ္ဓဘာသာတွေနဲ့ရိုဟင်ဂျာမွတ်စလင်တွေကြအပြန်အလှန်ယုံကြည်မှုရရှိအောင်အခုထက်ပိုပြီးတော့လှုံ့ဆော်ဖို့လိုအပ်နေသေးတယ်လို့ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့အထူးအကြံပေး Mr. BJ Nambiya ကပြောလိုက်ပါတယ်။ Al Arabia Arab ရုပ်သံသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ Mr. Nambiya ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ Including what was the old existing factor of the status of the Rohingya community in uh, in rakhine ညမနိုင်ငံမှာမတူကွဲပြားတဲ့လူအဖွဲ့အစည်းတွေအကြအပြန်အလှန်ယုံကြည်မှုနဲ့ထိတွေ့ဆက်ဆံမှုတွေအရေးကြီးလိုအပ်နေတာကိုအစိုးရကရောဗုဒ္ဓဘာသာဝင်အတိုင်းအဝိုင်းကလူပုဂ္ဂိုလ်တချို့ပါသိမြင်လာကြဖို့လိုအပ်တဲ့အကြောင်းအကြမ်းဖက်မှုတွေဟာတရားဥပဒေမစိုးမိုးနိုင်တာကနေဘာသာရေးပြိပခါတွေအထိကြီးထွားလာခဲ့တာဖြစ်ပြီးအဲ့နောက်မှာရိုဟင်ဂျာတွေရဲ့တရားဝင်မှုအစဉ်တန်းဆိုင်ရာလက်ရှိပြဿနာဟောင်းအပါအဝင်တခြားကိစ္စတွေပါရောပြီးအရှိန်မြင့်သွားခဲ့ရတာပါလို့မစ္စတာနန်ဘီယာကပြောပါတယ်ဆက်ပြီးတော့ မြန်မာအစိုးရအနေနဲ့ဘာသာရေးလူမျိုးရေးပြိပခါဟာနိုင်ငံကုန်သိခါနဲ့လက်ရှိပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ကိုထိခိုက်နေတယ်ဆိုတာသဘောပေါက်တဲ့အကြောင်းအစိုးရအနေနဲ့တတ်နိုင်သလောက်ဆောင်ရွက်နေပေမဲ့လို့အပြန်အလှန်ယုံကြည်မှုနဲ့ထိတွေ့ဆက်ဆံမှုအများကြီးလိုအပ်နေသေးကြောင်းအကြမ်းဖက်မှုကျူးလွန်သူတွေကိုအေးအေးယူအပြစ်ပေးမှသာလူထုအကြမ်းမှာလုံခြုံမှုမရှိဘူးဆိုတဲ့ခံစားသိစိတ်ကိုပယ်ဖျောက်နိုင်ပြီးတော့အကာအကွယ်ပေးမဲ့တရားဥပဒေရှိတဲ့ဆိုတဲ့အသည့်ကိုရရှိလာမှာဖြစ်တယ်လို့လည်းမစ္စတာနန်ဘီယာကဒီအင်တာဗျူးမှာဖြေကြားခဲ့ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲရေးကိုအခုထက်ပိုပြီးတော့တိုးမြင့်လှုပ်ဆောင်ကြဖို့မြန်မာအစိုးရပါဝင် အဖွဲ့အစည်းသီးသီးကို The Elders လို့ခေါ်တဲ့ကမ္ဘာရမ်းမီရပ်ဖအများအဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ဒါအပြင်တိုင်းရင်းသားပြည်ပခါတွေကိုဖြည့်ရှင်းဖို့အတွက်အားလုံးပါဝင်ဆွေးနွေးနိုင်မဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့နဲ့အစ္စလာမ်ဘာသာဝင်တွေကိုအကြမ်းဖက်တဲ့တရားခဏ်တွေကိုအရေးမယူဘဲလွှတ်ထားတာကိုရပ်တန့်ဖို့လဲ The Elders ဖွဲ့ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်းဂျေမီကာတာဦးဆောင်တဲ့ကုသလေအဖွဲ့ရဲ့မြန်မာနိုင်ငံခီးစဉ်ပြီးမှအခုလိုကြေညာချက်ထုတ်ပြန်ပြီးတော့တောင်းဆိုလိုက်တာဖြစ်ပါတယ်။သမ္မတဟောင်းဂျေမီကာတာနဲ့အဖွဲ့ဟာသမ္မတဦးသိန်းစိန်နဲ့မနေ့ကနေပြီးတော့မှတွေ့ဆုံခဲ့ပါတယ်။ဒါ့အပြင် The Elders အဖွဲ့ဟာပြည်သူ့လွတ်တော်ဒီမိုကရတ်ဦးနန္ဒကျော်စွာကာဝေးဦးစည်းချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအွန်လိုင်းတို့နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေဟာကျေနပ်အားရစရာကောင်းတယ်လို့ The Elders ကုသလေအဖွဲ့ခေါင်းဆောင်ဂျေမီကာတာပြောပါတယ်။မြန်မာနိုင်ငံဟာပို့ပြီးတော့ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနေတဲ့အကြောင်း အထူးသဖြင့်နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးတာဟာစိတ်အားတက်စရာဖြစ်တဲ့အကြောင်းသမရဥသိန်းစိန်ကဒီနှစ်ကုန်ပိုင်းမှာနိုင်ငံရေးကျင်းသားမရှိတော့ဘူးလို့ပြောဆိုခဲ့ကြောင်းလည်းဒီ Airs ဖွဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ခင်ဗျာနိုင်ငံတော်တွေကြာလာခဲ့တဲ့ဒီ Airs အဖွဲ့ကမ္ဘာရမီရမများအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ကျွန်တော်တို့အားဖေသိန်းတောက်ကိုချောချောင်းကစူးစီးတင်ပြထားပါတယ်ခင်ဗျာ အမေရိကန်သမ္မတဟောင်းဂျီမီကာတာဦးဆောင်ပြီးအဖွဲ့ဝင်နှစ်ဦးပါဝင်တဲ့ The Elders အဖွဲ့ဟာမြန်မာနိုင်ငံခီးစဉ်နောက်ဆုံးနှစ်ဖြစ်တဲ့စက်တင်ဘာ26ရက်ဒီကနေ့မှာရန်ကုန်မြို့ကန္နာလန်ဟိုတယ်မှာသတင်းထုတ်တွေနဲ့တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံပြည်တွင်းပြည်ပလက်နက်ကင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အစိုးရကြားညီညာရေးအကောင့်ထဲဖို့ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီးကြိုဆိုတဲ့အကြောင်းသမ္မတဟောင်းဂျီမီကာတာကပြောပါတယ် We expect those two uh, ceasefire agreements to be reached in the near future. အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံရမှာမကြခင်ကာလအတွင်းငင်းငင်းကြီးတွေပေါ်ဆောင်နိုင်တော့မယ်လို့ယူဆကြောင်းလာမယ့်နိုဝင်ဘာဒီဇင်ဘာလတွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့တနိုင်ငံလုံးအတိုင်းအတာအရငင်းငင်းကြီးသဘောတူညီချက်တွေရလိမ့်မယ်လို့မျှော်လင့်ကြောင်းကိုဆွေးနွေးခဲ့ကြတယ်လို့ပြောဆိုသွားတာပါ။ဒါ့အပြင်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ဘာသာရေးအသွင်ဆောင်တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့လည်းမြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံပိတစွာ မွ슬လင်ရဲ့ဗုဒ္ဓဘာသာရဲ့ခရစ်ယာန်ရဲ့မခွဲကြဘဲလွတ်လပ်တဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေကိုအတိတ်ပဲရှိရှိအကောင့်ထဲပေါ်ပေးဖို့ကိုလည်းသမရဟောင်းဂျီမီကာတာကတိုက်တွန်းပြောဆိုခဲ့ပါတယ် The Elders အဖွဲ့ဝင်နောက်တူဖြစ်တဲ့ဖင်လန်နိုင်ငံသမရဟောင်းမာတီအာတီဆာရီကတော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအကောင့်ထယ်ဖို့မှုဖြစ်စဉ်တွေမှာဒီပဋိပက္ခတွေရဲ့အခြေခံရင်းမြစ်တိမ်မြုပ်နေတဲ့အကြောင်းအရာတွေကိုဘယ်လိုကင်တွယ်သွားရမလဲဆိုတာကိုသတိပြုရမှာဖြစ်ကြောင်းပဋိပက္ခတစ်ခုနဲ့တစ်ခုမတူတာတွေရှိပေမဲ့အဆုံးမှာတော့တူညီတဲ့အချက်တစ်ခုစီတော့အ ਨੇ ဆုံးရှိမှာဖြစ်ကြောင်းအောင်မြင်မှုရဖို့အတွက်စန့်ကျင်တွေးဖီချင်နေတဲ့စိတ်ဓာတ်တွေနဲ့လောက်ရတွေကိုဖယ်ရှားသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း Grolaham Brand Land ကလည်း in using, developing its resources, and sharing the gains and sharing the opportunities. မြန်မာနိုင်ငံမှာလူခွင့်ရည်တွေမျက်မျက်တတရှိလာပြီးနိုင်ငံရေးလုပ်ငန်းစဉ်တွေအောင်မြင်နိုင်ဖို့အတွက်နိုင်ငံရဲ့တည်ရန်စာတာတွေနဲ့လုပ်ပိုင်ခွင့်အခွင့်အလမ်းတွေကိုတိုင်းပြည်တစ်ခုလုံးကနေရာဒေသအလုံးမှာမျက်မျက်တတခွဲဝေလှုပ်ဆောင်သွားကြဖို့အရေးကြီးတဲ့အကြောင်းဒါမှသာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေရှိလာပြီးစည်းရဲမှုတွေလည်းပပျောက်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ဒါပြင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှုအပေါ်အတက်မီကြောင်းအကြမ်းဖက်မှုတွေကိုလည်းလှစ်လျူရှုမထားဘဲတေချာအေးအေးယူတင်ကြောင်းရှေ့လာမယ့်နှစ်တွေမှာလည်းမြန်မာနိုင်ငံအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတို့ကိုလည်းပြောဆိုခဲ့ကြပါတယ်